လူသူကပါဝင်ချေပါတယ်ဒီမှာရှိတဲ့ညီကောင်မတွေတိလာမတိလာမသိဘူးကျွန်တော်တို့တလားတလားအခုဘန္တာငွေရရှိမှုဂရီနီပြည်နယ်မှာသိန်း9000လောက်ရှိတယ်ကျွန်တော်ဒီနေ့မှာဒါပထမအဆုံးထုတ်ပြောချင်တာလည်းဖြစ်ဖြစ်ပါအဲ့ဒီသိန်း9000လောက်ထဲမှာသိန်း4000လောက်ကကာကွယ်ရေးဖက်မှာအသုံးပြုတာဖြစ်ပါတယ်သိန်း4000ဆိုရဲချီပတ်စအရေးအတွက်ဟာဘုမ AKG 4သိန်းဝယ်လို့ရပါတယ် ကျွန်တော်ဒီမလာခင်မှာစစ်တပ်တရင်တရင်ကိုကျွန်တော်တို့တိုင်းတယ် AKG တိုင်းကြော်လေးပဲကောတရင်တရင်ကိုပြန်များအားဖြင့်တိုင်းနဲ့တိုင်းလို့ရတယ်ဆိုရဲသဘောဖြစ်ပါတယ်တလားတလားရတဲ့ငွေတွေကကြီးစံ၄တိုင်းဝယ်လို့ရရင်အ ਨੇ ဆုံးတရင်နှစ်ရင်သုံးရင်ကိုတာလေးတိုင်းလို့ရဒါပေမဲ့စိတ်စိတ်ပြက်เสียပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကအဲ့ဒီငွေတွေကိုတစုတစည်းတဲ့အတုံးမပြုတ်ပဲနဲ့ KA ကဘယ်နှ percent ကလလတာကဘယ်နှ percent KND ကဘယ်နှ percent ဆိုပြီးခွဲဝေပြီးတော့မှကိုယ့်ရဲ့တက်ဖွဲ့ရေးကိုအသုံးပြုလိုက်တဲ့အခါမှာငွေတွေကောင်းကွဲပြီးတော့မှဘယ်တက်ရမှမတိုင်းနိုင်ပဲဖြစ်နေရပါဘူးအဲ့တော့လူသူအနေနဲ့ဒါတွေကိုမြေများသွန်းအောင်ပေးဖို့လိုပါတယ်ကျွန်တော်တို့ဒီနဲ့စစ်ကောင်စီကိုအနိုင်ရဖို့ကနံပါတ်1စီလုံးရမယ်နံပါတ်2ရှိတဲ့ resource တွေကို ုံဩပြီးကျွန်တော်တို့သုံးနိုင်မှပဲနိုင်မှာဖြစ်ပါတယ်။အဲတော့အခုချိန်နေမှာကတော့ကြိုးစားဆဲဖြစ်နေတယ်။ကျွန်တော်တို့ဒီမှာရှိတဲ့ background တီတီတချို့လည်းဒီမှာလာကြတဲ့ဟိုဖွဲ့စည်းတီတီရဲ့နောက်ခံနေရှိပါလိမ့်မယ်။မိမိဖွဲ့စည်းတယ်မိမိရဲ့ဒီနေ့ရာယနေ့ကြောင်းတွေကိုပြန်ပြီးတော့မှပြောပြနိုင်ဖို့ကျွန်တော်တို့ဒီ today's ကပါချင်လိုက်ဖြစ်ပါကျွန်တော်တို့မှာငွေရှိတယ်ကျွန်တော်တို့မှာလူရှိတယ် ကျွန်တော်တို့မှတက်သိရှိတယ်လုံနိုင်စွမ်းလည်းရှိတယ်ဒါပေမဲ့ဘာလို့မအောင်နိုင်နေတဲ့ဆိုလို့ရှိရင်တော့အစွမ်းအားကျွန်တော်ပြောတဲ့ organization နဲ့ centric အရင်များနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်မအောင်နိုင်သေးတာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးမှတာဝန်ရှိတယ်ကျွန်တော်တို့သုံးရမယ်ကျွန်တော်တို့အမြန်ဆုံးဒီစိတ်မိတ်ဆာတွေကိုကျွန်တော်တို့တွေသုံးလနိုင်ဖို့ရအတွက်လဲထိုးနိုင်ဖို့ရအတွက်ကျွန်တော်ဆက်စူးစမ်းဒီနေ့ထိညပြင်းချင်းနေမှာဆိုလို့ရှိရင်စစ်ကောင်စီက through so ဆက်လေအကြောင်းကြီးကို သူရဲ့စိတ်ရိခါကားတွေအများကြီးရောက်သွားပြီဖြစ်ဒီလေလုံးမစခင်ခြေတွေကိုပြန်ရောက်သွားတဲ့ခြေတွေမျိုးဖြစ်ကျွန်တော်တို့အများကြီးပြန်လှုပ်လှုပ်ပြီးတော့မှပြန်တိုက်ယူရမယ့်ခြေတွေမျိုးရှိနေတယ်အဲ့တော့ဒီမှာရောက်နေတဲ့ကျွန်တော်တို့လူငယ်တွေလည်းအချိန်အားရှိမယ်ခွင့်ရတာပေးမယ်ဆိုရင်တော့ကျွန်တော်နဲ့အတူတူပြန်လာပြီးတော့မှတိုက်ခိုက်ဖို့ရအတွက်အဝဲတွေအတူတူခံဖို့ရအတွက်ကျွန်တော်ပြန်ဖိတ်ခေါ်လို့ အခွန်ဘဏ္ဍာများကိုစစ်ရေးတွင်တစုတစည်းတဲ့တုံးချနိုင်ရန်လိုကြောင်း KNDF ဒုစစ်ဦးစီးချုပ်ပြောကရင်နီပြည်မှရရှိသည့်အခွန်ဘဏ္ဍာငွေများကိုဒေတာတွင်းရှိတော်လန်ရေးအဖွဲ့အစည်းများနှင့်ယာကိုင်းတို့အလိုက်ခွဲဝေအသုံးပြုနေရပြီးစစ်ကော်မရှင်ကိုအနိုင်တိုက်နိုင်ရန်ဘဏ္ဍာငွေကိုတစုတစည်းတဲ့အသုံးပြုနိုင်ဖို့လိုအပ်ကြောင်းကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF ဒုစစ်ဦးစီးချုပ်ကိုမာဝီကပြောသည်စက်တင်ဘာလ28ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့တွင်ပြုလုပ်သည့် ကရင်နီတိုင်းရင်းသားများ၏ရိုးရဒလေးပွဲတော်တစ်ခုဖြစ်သောအဲ့ဒိုပေါ်မီခေါ်ဒီကူပွဲတော်၌ပြောကြားသည့်မိခွန်းတွင် KNDF ဒုစစ်ဦးစီးချုပ်ကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်